ုတစ်ခါမှာတော့ operator တွေရဲ့အကြောင်းကိုပြောပြအောင်ဖြစ်ပါတယ်။ JavaScript မှာဆိုရင် operator က၅မျိုးရှိပါတယ်။ arithmetic operator, comprehensive comprehension operator, logical operator, assignment operator, ternary operator ဆိုပြီးတော့ပါမျိုးရှိပါတယ် arithmetic operator ဆိုတော့ပေါင်းနှုန်းများစွာတွေကိုခေါ်တာဖြစ်ပါတယ် comprehension ဆိုတော့နှုန်းကြီးရလာငယ်ရလားတစ်ခုနဲ့တစ်ခုတူတာလားဆိုတော့ nine ရှင်းနေနေမှာသုံးပါတယ် logical ကြတော့ကျွန်တော် any or တွေ အားတွေရောအသုံးပြုပါတယ်ကျွန်တော် assignment operator ဆိုတာကတော့ဒီခွက်တူကိုခေါ်ခြင်းဖြစ်ပါတယ် ternary ဆို operator ဆိုတာကတော့ကျွန်တော်တို့ if statement ရေးတဲ့နေရာမှာအတူအောင်းအနေနဲ့ပြန်ပြီးတော့သုံးတာဖြစ်ပါတယ်ဖေးပရမတ်တစ်ခုဖြစ်တဲ့ aromatic operator နဲ့ပြောပြပါမယ် okay ဒီမှာကျွန်တော် cost a ဘောနော် a equal to 10 b equal to 5ဆိုပြီးကျွန်တော်ပေးထားမယ်ကျွန်တော်တို့ဒီမှာအဲ cost c ဘောနော် cost sum လို့ပဲပြောရတော့ပြင် a + b ဆိုတာ addition ဖြစ်ပါတယ် addition ကျွန်တော်ဒီမှာ console of ကျွန်တော်ဒီလိုပြီးလိုက်ပါမယ် okay console log ကျွန်တော်ဒီမှာကျွန်တော် auto complete ဖွင့်ထားတဲ့အတွက်ကြောင့်မလို့ပေါ်နေတာဖြစ်ပါတယ် sum sum โอเคဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာထည့်လိုက်တဲ့ plus က aromatic operator နဲ့မှာ addition ပေါင်းဖြစ်ပါတယ်ကျွန်တော်တို့ဒုတိယတစ်ခု cos differentiate เนาะ a i n c differentiate a minus b u ညာနှုတ်တာဖြစ်ပါတယ် differentiate 5ပြီးရင်ကျွန်တော် multiply ရှိပါမယ် cos product A star B အော် multiplication product ပါဒီကဒီကမြောက်ချင်းပြပါတယ်30နဲ့50နဲ့ပြောင်းတော့50ရပါတယ်နောက်တစ်ခုကကျွန်တော် what d a star b ကစာမှာဖြစ်ပါတယ် motivation console dot vision okay ကျွန်တော်တို့ဒီမှာ30ကို9နဲ့ဆောင်းလိုက်ရှင်နေရပါတယ် division ပြီးလို့ရှင် not cool က remainder ပါ cause remainder remainder equal to a percentage b ဆိုပြီးတော့ကျွန်တော်အနေနဲ့ modulus ပေါ့နော် a modulus b ဆိုပြီးတော့ကျွန်တော်တို့ ဒီကောင်ကိုကျွန်တော် remainder ယူလို့ရပါတယ်โอเคဒါဆိုရင်0 page ဒီမှာဆိုရင်ကျွန်တော်တို့ပထမဆုံး sum sum မှာဆိုရင်ကျွန်တော်တို့ plus ဆိုတဲ့ operator ကိုတောင်းပါတယ် addition မှာဒုတိယခုက differentiate မှာဆိုရင်ကျွန်တော်တို့ကဒီက subtraction ပေါ့เนาะ subtraction a note ကျွန်တော်ဒီမှာ minus ဆိုတဲ့ operator သုံးပါတယ်ကျွန်တော်နေမြောက်မယ်ဆိုရင်ကျွန်တော်ဒီမှာ star ဆိုတဲ့ op သုံးပြရပါတယ်ကျွန်တော်ဒီမှာစားတဲ့နေရာမှာ2မျိုးရှိပါတယ်ကျွန်တော်တို့ကအကျွင်းယူမလားစားလက်ယူမလားအဲ့ဒါကိုကျွန်တော်အနေနဲ့ဒီမှာ division နဲ့ module နှစ်ခုတည်းတစ်ခုကိုကျွန်တော်အသုံးပြုလို့ရပါတယ်။ညာကျွန်တော်တို့ java script ပါတယ် aromatic operator ပဲဖြစ်ပါတယ်